ရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယို မနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉ဒသမ၄၃မဂါဟတ်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့ နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိအင်ဒိုမီတာ16မီတာစက်ကွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါရယ်ရှင် မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစည်းမာရေဒီယို ဖွင့်သူဖွေသားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။နိုမလာ9ရက်ဗုဒ္ဓနေ့မနက်ပိုင်းမြစည်းမာရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်မနက်9:00ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့မနက်နားဆင်ရမယ့်စီစဉ်တွေကတော့ ြံဖွင့်အမတ်ဟောင်းကိုကံပြည်သူစစ်ကောင်းဆောင်ပယ်ဆောက်ခြင်းတရုတ်မှာကြားဖြတ်မှုနဲ့တေတံချမှတ်ခံရတဲ့တဲ့င်းနဲ့အတူကျမရဲ့အခြေအနေစိုးရင်ရမှုကြောင့်ဒုံဆန်းစုကြည်ကိုချက်ချင်းလှုပ်ပေးဖို့ပြင်သစ်သမ္မတတောင်းဆိုတဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ။သတင်းတွေပြီးမှတော့ key to heart အစီအစဉ်ကိုနားဆင်ရဖို့ရှိပါရယ်ခင်ဗျာ။ မင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်တရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့တရားရင်ဆိုင်နေရတဲ့ကြမ်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်းလေးဖြစ်ကိုကံပြည်သူ့ဆက်ခေါင်းဆောင်ဟောင်းလေးဖြစ်တဲ့ပယ်ဆောက်ချိန်နဲ့တားဖြစ်သူပယ်ရင်ချိန်အပါ9ရောက်ကိုတရုတ်အစိုးရရဲ့ကွမ်တုံပြည်နယ်ရှန်ကျန်းမြို့တရားရုံးကဒီကနေ့နိုဝင်ဘာ၄ရက်နေ့မှာတည်တံအမိန့်ချလိုက်ပါတယ်ဒါအပြင်သူတို့အမှုထံမှာပါတဲ့နောက်ထပ်2ရောက်ကိုတော့နှစ်နှစ်ဆိုင်းငံ့တည်တံချမှတ်လိုက်ပါတယ် တခြားဆက်ဆက်ပါဝင်သူနောက်ထပ်9ယောက်ကိုတော့ထောင်ဒဏ်တသက်နဲ့နောက်ထပ်9ယောက်ကိုတော့ပြင်းထန်ဒဏ်အပါအဝင်နှစ်ရှစ်ထောင်ဒဏ်တွေကိုချမှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကပေဆောက်ချင်အပါအဝင်မိသားစုဝင်တွေကိုကြားဖြန့်လူသတ်မှုပန်ပေးပြန်ပေးဆွဲမှုငွေညှပ်မှုကာစီနိုဖွင့်မှုနေဆက်ကိုတရားမဝင်ဖျက်ချော်ပေးဖို့စီစဉ်မှုပြည်ထောင်စုအပါအဝင်အမှုပေါင်းများစွာနဲ့အမှုဖွင့်ခဲ့တာပါ။ တရားရုံးကိုဆွဲချက်တင်ချိန်ကတော့တရုတ်တော်ဝင်ရှိသူတွေဟာ၁၀၂၀ဆစ်စင်ရီကာလထဲမှာပဲလောက်ကန်ကိုတွားရောက်ခဲ့ပြီးတော့လူထောင်ချီစီကနေတပ်သေးတွေယူခဲ့ကြတယ်လို့တရက်ခွဲမှာဖတ်ကြားခဲ့ပါတယ်ဒါ့အပြင်ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အချိန်မှာပယ်ဆောက်ချိန်ဟာသူ့ရဲ့လုံပိုင်ခွင့်အာဏာကိုအသုံးပြုပြီးတော့တရုတ်နိုင်ငံသားများစွာကိုနေဆက်ဖြတ်ကျော်ပြီးတော့လောင်းကစားလုံအောင်စီစဉ်ခဲ့တယ်လို့ဆိုပါရယ် ကြားဖြတ်လုပ်ငန်းတွေလုပ်ခဲ့တဲ့အချိန်မှာလည်းပယ်အိမ်ကပြည်သူစစ်တွေကလုံခြုံရေးရှုပေးတာကြောင့်ဒီလုပ်ငန်းတွေအားကောင်းကောင်းနဲ့လည်ပတ်နိုင်ခဲ့တယ်လို့တရားရုံးကဆိုပါတယ်။ဥပယ်စောက်ကျင်းဟာပြီးခဲ့တဲ့2010ရွေးကောက်ပွဲမှာပြည်တော်စုတန်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုစားပြုရှမ်းပြည်နယ်လွှတ်တော်လောက်ကိုင်းအမတ်အဖြစ်ဝင်ပြိုင်ခဲ့ပြီးတော့အဲ့ဒီမျိုးမှာပဲပြိုင်ဘက်မရှိအနိုင်ရခဲ့ပူပါတယ်။ အရင်နောက်သမရဦးသိန်းစိန်အစိုးရက2017မတ်လမှာဥပယ်စောက်ချိန်ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်ပေါ်လာတဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်စံခန့်ထားခဲ့ပါတယ်2015နောက်ပိုင်းမှာတော့ဥပယ်စောက်ချိန်ဟာလွတ်တော်နိုင်ငံရေးကနေအနားယူသွားခဲ့ပြီးတော့လက်နက်ကင်တက်ကိုလည်းတားဖြစ်သူတွေနဲ့လွှဲခဲ့ကာနောက်ွယ်ကပဲပါဝင်ပတ်သက်ခဲ့ပါတယ်။ ကိုကန့်ရဲ့ထင်ရှားတဲ့မိသားစုကြီး၄ခုဖြစ်တဲ့ပဲအိမ်ဝေအိမ်မိအိမ်နဲ့ယူအိမ်တို့ဟာကြားပြန့်အပါဝင်အမှုပေါင်းများစွာနဲ့ဆွဲဆွဆွဲ ခံခဲ့ရပြီးတော့တရုတ်ရဲ့အကျဉ်းထောင်တွေထံမှတရားရင်ဆိုင်နေရပါတယ်ရှင်စစ်တပ်အာဏာသိမ်းစကာလမှာဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့စစ်အုပ်စုကိုဝင်ရောက်တားဆီးတာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့ရေဘူးဆရာတော်ဦးကိန်နာဟာနိုဝင်ဘာလ3ရက်နေ့ညနေပိုင်းမှာမိုးကုံမြို့မှာပြန်လည်တော်မူသွားခဲ့တယ်လို့နှိစက်သူတွေစီကတရားဝါတယ်။ မိုးကိုမျိုးရေဘူးရက်ကွက်က ရေဘူးကြောင်းတိုင်ဆရာတော်ဟာ2021ခုနှစ်မတ်လ17ရက်နေ့မှာဖမ်းဆီးခံခဲ့ရပြီးဧပြီလ9ရက်နေ့မှာပုံမှန်905ကကြီးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံခဲ့ရတာပါ2021ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာလွန်ငိမ့်တဲ့ထောင်ကနေပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်နေမြေမတည်ငြိမ်မှုတွေကြောင့်တိမ်ရှောင်ခဲ့ရပါတယ် အဲဒီနောက်လက်ရှိနေထိုင်ရာကျောင်းကို2024ခုနှစ်ဒီဇင်ဘာလကစတင်လို့ပြန်လည်ရောက်ရှိတဲ့တွင်၃ချိန်မှာအုံနောက်အာယုံကျောနဲ့တက်ဆိုင်တဲ့ယောဂါကိုပြင်းထန်စွာခံစားလာရတာလို့ဆရာတော်နဲ့နှီးဆက်တဲ့ဒေသခံတူကပြောပါတယ်ဆရာတော်ကြီးကပြီးခဲ့တဲ့နှစ်ဆန်းလပိုင်းကလေးကအဲ့ရတဲ့လဲနေတာဘလို့မှမထနိုင်တော့ဘူး brain tumor လို့ပုံစံမျိုးပဲရုပ်ကလက်ကတော့အခုထိကြောင်းမှာပါပဲဆရာတော်ဇာပတာနဲ့ပတ်သက်ပြီးတိုင်မင်နေတော့ပါလို့ရေဘူးဆရာတော်နဲ့နေဆက်တူတူကပြောပါတယ် ေဘူးဆရာတို့ဟာပြန်လည်တော်မူချိန်မှာတတ်တော်55နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ပြန်လည်တော်မူခဲ့တဲ့ယေဘူးဆရာတို့ဟာအစဉ်တစိုက်ပြည်သူလူထုဘက်မှရက်တည်ခဲ့တဲ့အပြင်ဒေသခံကလေးတွေအတွက်လည်းအခမဲ့စာတင်ကြောင်းဖွင့်လှစ်ပေးတာပရိုက်တာလုပ်ငန်းတွေလှုပ်ဆောင်ပေးခဲ့တာတွေကြောင့်ဆရာတော်ပြန်လည်တော်မူခဲ့တာဟာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ဆရာတော်နဲ့နှိစက်သူတွေကပြောပါတယ်။ရီဘူးဆရာတို့ဟာ2000ခွန်ရွှေဝါရောင်တော်လိုင်းမှာလဲထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်တဲ့အပြင်မိုးကုတ်မြို့မုံအင်းမှာ ကြောက်မြက်အတင်းယုံဆောက်လုပ်မှုနဲ့ပတ်သက်လို့ဒေသခံတွေနဲ့အတူကန့်ကွက်မှုမှာလည်းပါဝင်ခဲ့ပူပါတယ်။ဒါပြင်2015ခုနှစ်မှာလည်းရေဘူးကြောင်တိုးချဲ့ဖို့မြေညှိရှင်းလင်းရာမှာတရားမဝင်ကြောက်မြက်တူးဖော်တယ်လို့ဆိုပြီးကြောက်မြက်ဌာနကအမှုဖွင့်ခဲ့သလိုကြောင်ဝင်တွင်ကြောင်းဆောက်လုပ်ဖို့ဝယ်ယူစုဆောင်ထားတဲ့တစ်တွေနဲ့ပတ်သက်ပြီးတစ်တော်ဌာနကတစ်တော်ဥပဒေပုံမှန်နဲ့အမှုဖွင့်တရားစွဲဆိုခြင်းခံခဲ့ရကအဲ့ဒီအမှုတွေနဲ့အိုးဘူအချင်းထောင်မှာတစ်နှစ်ခန့်အချင်းကြခံခဲ့ရပူပါတယ်ခင်ဗျာ။ အနာသိန်းစေအုပ်စုကိုလူမှုကွန်ရက်ပေါ်မှာရေးသားမှုကြောင့်နိုင်ငံတော်ဝန်ပြည်သူ1993ယောက်ဖမ်းဆီးခံထားရတယ်လို့သူတေသနာအဖွဲ့တခုဖြစ်တဲ့ Data Form မြန်မာကထုတ်ပြန်ထားပါတယ်။မနေ့ကနိုဝင်ဘာ3ရက်နေ့ကထုတ်ပြန်တာဖြစ်ပြီးတော့2022ခုနှစ် February လကစပြီးအခုနှစ်အောက်တိုဘာလကုန်ဝန်ထိ6နှစ်နေပါမှကောက်ယူထားတဲ့စစ်တမ်းဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဖမ်းဆီးခံရတဲ့သူတွေထံမှာရန်ကုန်တိုင်းက469ယောက်မင်းလေးတိုင်းက458ယောက်ပဲခူးတိုင်းက258ယောက် အေရော်ရီတိုင်းက125ရောက်မကွေးတိုင်းက122ရောက်နဲ့ရှမ်းပြည်နယ်က131ရောက်တို့ရှိပြီးစုစုပေါင်း1583ရောက်အထိရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာစန့်ကျင်ဝေဖန်ရေးသားမှုတွေကြောင့်ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံရသူဟာပြီးခဲ့တဲ့အောက်တိုဘာလတည်းမှာ25ရောက်ရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကရွေးကောက်ပွဲကကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးတော့အဲ့ဒီဥပဒေနဲ့3လအတွင်းမှာလူပေါင်း60နီးပါးကိုဖမ်းဆီးအရေးယူထားတယ်လို့စစ်ကောင်စီအရသိရပါဗျ။အောက်တိုဘာလ31ရက်နေ့မှာရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကဒီလိုမျိုးတရားဝင် ပြောဆိုထားတယ်လို့နိုဝင်ဘာ1ရက်ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာရီမှာဖော်ပြထားတာပါ။ အော်တိုဘာလ29ရက်နေ့အထိအမှုပေါင်း40မှာအမျိုးသား83ယောက်နဲ့အမျိုးသမီး9ယောက်စုစုပေါင်း88ယောက်ကိုဆေးဥစုရဲ့ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုပ်ဆောင်မှုတွေဝါရဖြတ်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတော့ဆက်လက်အရေးယူသွားဖို့လိုတယ်လို့ဆိုပါတယ်။အာနာသိန်းစစ်တပ်ကအဲ့ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာရွေးကောက်ပွဲအပေါ်ဝေဖန်ရေးသားပြောဆိုသူတွေနဲ့သူတို့ရဲ့ post ကို react ပေးတဲ့သူတွေကိုပါဇက်တိုက်ဖမ်းဆီးလာနေတာပါ။ စစ်ကောမရှင်ကကျမ်းပမဲ့ရွှေကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ၂၈ရက်နေ့မှာမြို့နယ်၁၀၂မြို့နယ်အပိုင်း၂ကိုတော့၂၀၂၆ခုနှစ်ဇန်နဝါရီ၁၇ရက်နေ့မှာမြို့နယ်၁၀၀မှာပြုလုပ်မှာဖြစ်တယ်လို့စစ်တပ်လက်အောက်ခံပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။မြစီမရေဒီယိုရဲ့ဗုဒ္ဓဦးနေမနက်ပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ အခုဆက်လက်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသလေးမိုင်းလားမြို့မှာသိမ်းဆည်းရမိတဲ့အွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်မှာသူတို့အုံပြုနေတဲ့ပစ္စည်းတထောင်လောက်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့အထူးဒေသလေးသတင်းပြန်ကြားရေးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။အထူးဒေသလေးရဲတပ်ဖွဲ့ဝင်တွေရဲ့ဦးစီးမှုအောက်မှာဖမ်းဆီးရမိထားတဲ့ကြားဖြတ်လုပ်ငန်းဆိုင်ရာဆက်ပစ္စည်းတွေကိုအောက်တိုဘာ31ရက်နေ့မှာစက်ကြီးတွေနဲ့နင်းချေဖျက်ဆီးပြီးမိရှုခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီဖြတ်စီလိုက်တဲ့ပစ္စည်းတွေမှာဖုန်းတွေကွန်ပျူတာရောက်တာစတဲ့ဆက်ပစ္စည်းအမျိုးအစားများစွာပါဝင်ပြီးတော့အရေးတော်အဖြစ်သသောင်းလောက်ရှိပြီးတော့ခမန်းတံမိုးကတော့ရွှန်ငွေ၁၀လောက်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီပေါ်ပြပါပစ္စည်းအလုံးဟာအထူးဒေတာလေးရက်တဖွဲ့ကကြားဖြန့်စကန်တွေကိုဖမ်းဆီးရကနေသိမ်းဆည်းရရှိခဲ့တာဖြစ်ပြီးတော့ဒေတာအစိုးရအနေနဲ့ကြားဖြန့်လုပ်ငန်းကိုပြင်းထန်စွာနှိမ်နှင်းသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုပြည်သူ့ရေးစီကိုအသိပေးလိုက်တာဖြစ်တယ်လို့ဆိုပါရစေ။ အထူးဒေသလေးမိုင်းလာဟာအမျိုးသားဒီမိုကရေစီမဟာမိတ်တမရော NDAA မိုင်းလာအဖွဲ့ရဲ့ထိန်းချုပ်မှုအောက်မှာတည်ရှိတာပါပြီးတော့ဩဂတ်လထဲမှာလည်း NDAA အကူအညီနဲ့ကြားဖြန့်လုပ်ကိုင်သူတရုတ်နိုင်ငံသား82ယောက်ကိုမိုင်းလာတာလော့နေဆက်ကိတ်ကနေတဆင့်တရုတ်နိုင်ငံစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်စကိုင်းတိုင်းဗန်းမောင်းမြို့နယ်အလဲရွာဒေသခံကိုလိုက်အင်္ဂါမတန်ဆွမ်းအမျိုးသမီးတူကိုရှမ်းဒီတက် SNA တပ်သားတူကအထမပြုကျင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့အော်တိုဝါလာ30ရက်နေ့ည9:00နာရီချိန်မှာမိခင်နဲ့အတူရှိနေတဲ့အဲ့ဒီအမျိုးသမီးကိုအသက်30အရွယ်ကန်းအဆက်နေတသား2ဦးကအတင်းအဓမ္မခေါ်ဆောင်ပြီးပရင်းကျင်းခဲ့တာလို့သိရပါဗျ။ တီလာရှင်ကြောင်းမှာမိခင်နဲ့အတူရှိနေတာကိုလက်နဲ့နဲ့ချင်းချောက်ပြီးခေါ်သွားတယ်မျက်လုံးကိုဝတ်နဲ့စီးလက်ကိုကျိုးတုပ်ပြီးဥဝင်ကျော်အိမ်မှာအာရမပြုချင်းခဲ့တယ်မရိမှုကျူးလွန်ခဲ့သူမှာဖန်းစီခေါ်ဆောင်သွားတဲ့တပ်သား2ဦးတည်းကတူဦးဖြစ်တယ်လို့ဒေသခံတူကမတန်ဆွမ်းမျိုးသမီးစီကတိရတဲ့အချက်တွေကိုမြစီမစီပြန်ပြောင်းပြောပြပါရတယ်မတန်ဆွမ်းအမျိုးသမီးဟာကတူးလူမျိုးဖြစ်ပြီးစေကူတာမှုခံယူခဲ့ရတယ်လို့သိရပါဗျ။ ဗန်းမောင်မြို့နယ်အလွေရွာဟာစစ်ကောင်စီတပ်နဲ့ရှမ်းနေတပ် SNL တပ်ဖွဲ့တို့တံပြန်ထိုးစစ်ဆင်ပြီးနှစ်ဖက်ထိန်းချုပ်ထားတဲ့ဒေသဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်မရှင်တပ်နဲ့ရှမ်းနေတပ်ထိန်းချုပ်ထားတဲ့ဗန်းမောင်မြို့နယ်ကိုတော်လင်းအင်အားစုတွေကစက်တင်ဘာလ20ရက်နေ့မှာတင်ပိုက်ခဲ့ပြီးစစ်ကောင်မရှင်တပ်နဲ့ SNL ပူးပေါင်းတပ်တို့ရဲ့တကြောပြန်ထိုးစစ်တွေကြောင့်မြို့နောက်ချမ်းကနေအလွေရွာအထိဒေသတချို့ကိုကာကွယ်တပ်ဖွဲ့တွေဘက်ကလက်လွတ်ခဲ့ရပါတယ်ခင်ဗျာ။ ြစီမာရေဒီယိုရဲ့ဗုဒ္ဓဦးနဲ့မနက်ပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါယူကရိန်းမဟာမိတ်ဒါအလိုင်းကို တိုက်ခိုက်ခဲ့မှုတုံ့ပြန်တဲ့အနေနဲ့ယူကရိန်းကရုရှားရေနံနဲ့သဘာဝတန်ငွေအခြေခံအဆောက်အုံတွေကို တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာစစ်ပွဲကိုရုရှားနိုင်ငံစီပြန်ပို့ပေးဖို့နဲ့ဗလာဒီမာပူတင်ကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်လာစေရေးဖိအားပေးဖို့မဟာဗျူဟာတည့်ရဲ့အစိတ်အပိုင်းတည့်ရဖြစ်တယ်လို့ယူကရိန်းဆိုရကပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာရုရှားနိုင်ငံအတွင်းပိုင်းမှာရှိတဲ့ရေနံချက်စက်ရုံတွေစစ်လက်နက်ပစ္စည်းစက်ရုံတွေနဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုပိတ်မထားလို့ဒရုန်းတွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေတိုးမြင့်လှုံ့ဆော်နေတာဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားမှာ လောင်စာဆီပြက်လက်မှုနဲ့ဈေးနှုန်းမြင့်တက်မှုတို့ဖြစ်ပေါ်နေပြီးအရေးကြီးအခြေခံအဆောက်အအုံတွေကိုကာကွယ်ဖို့အရန်တပ်တွေချထားလာရပါတယ်။ ယူကရိန်းဆိုရကသူတို့ရဲ့ရည်မှန်းချက်ဟာစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားကိုဖိအားပေးဖို့ဖြစ်ကြောင်းပြောပါရယ်ရုရှားတမရဗလာဒီမာပူတင်ကယူကရိန်းအပေါ်သူ့ရဲ့ကျူးကျော်စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်ကြောင်းကတိပြုလျက်ရှိပြီးလက်နက်အသစ်တွေအကြောင်းကြွားလုံးထုတ်လျက်ရှိနေပါတယ်ယူကရိန်းကရုရှားနိုင်ငံဘယ်ဂိုရော့စ်ဒေသမှာရှိတဲ့ရေလောင်တမန်တစ်ခုကို မကြသေးမီကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ် ယူကရိန်းဒရုန်းများပြားနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ရေလောင်တမန်အနီးမှာရှိတဲ့ကျေးရွာတွေကဒေသခံတွေအနေနဲ့ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ဒေသအကြီးအကဲကတိုက်တွန်းခဲ့ပါတယ်။ဒါ့အပြင်ရုရှားနိုင်ငံဥယာနော့ဖ်ရီဇန်နဲ့ဆမရာဒေသတွေမှာရှိတဲ့ရေနံချက်စက်ရုံတွေကိုယူကရိန်းဒရုန်းတွေကတိုက်ခိုက်နေတဲ့ရုပ်တံတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေဟာတိကျဖြစ်စဉ်တွေမဟုတ်ပါဘူး။ ဒါတွေဟာရုရှားမှာစစ်ပွဲဖော်ဆောင်မဲ့ယူကရိန်းအစိုးရရဲ့ပုံမူကြီးမားတဲ့အစီအစဉ်မှာပါဝင်နေလို့ယူဆထားကြပါတယ်။ Israel ကိုထောက်ခံအားပေးတာအပါအဝင်ဒေတာရင်းမူဝါဒကို ပြောင်းလဲခြင်းတွေလုပ်မှသာ American နဲ့ပူးပေါင်းဆောင်ရွက်ရေးကိုစဉ်းစားမယ်လို့ Iran နိုင်ငံအုပ်ချုပ် Ayatollah Ali Khamenei ကတိုင်းလာနေကပြောလိုက်ပါတယ်။သူတို့က ဆိုင်ယွန်ဝါဒီအစိုးရကို လုံးဝစွန့်ခွာမှဒီနေရာဒီဒေတာကစစ်စခန်းတွေကိုရုပ်သိမ်းသွားမှဒေတာတွင်းဝင်ရောက်ဆွတ်ဖက်မှုကိုမလုံမှဒါကိုပူပေါင်းဆောင်ရွက်မှုလို့စဉ်းစားနိုင်မယ်လို့ခမေနီကပြောပါတယ်အထက်ဆင်းကဆက်ဆံခြင်းနဲ့အမေရိကန်နဲ့စိတ်နေစိတ်ထားကအညံ့ခံအောက်ကျတာကလွှဲရင်ဘာကိုမှလက်မခံခြင်းဘူးလို့သူကပြောပါတယ်အနောက်နိုင်ငံတွေကအပေထောက်ခံတဲ့ရှားဘရင်အစိုးရကို အစ္စလာမ်ဘက်တော်လှန်ရေးနဲ့ဖြုတ်ချအပြီး1989ခုနှစ်ကအမေရိကန်တိုင်းရုံးကိုပိတ်သိမ်းယူခဲ့တဲ့အပြင်ဖြစ်ပြက်နှစ်ပတ်လည်နေ့ကျင်းပရမှာကျောင်းသားတွေနဲ့တီဟီယံမြို့မှာတွေ့ဆုံစဉ်မှာသူကအိမတ်ချက်စကားကိုပြောကြားလိုက်တာဖြစ်ပါတယ်အစ္စရေးကဇွန်လလယ်မှာအီရန်ကိုမကြုံစဘူးပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့ မေရိကန်ကလည်းအီရန်နျူကလ িয়ার စမှုဇုံတွေကိုအလားတူပဲပုံကျဲတိုက်ခိုက်တာပြုလုပ်ခဲ့ပါတယ်။ဆန်းရဲကြအစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းအီရန်ကလည်းဒုံးကျည်ရေ drone တွေနဲ့လက်တုံပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလိုအီဘရလာအတွင်းကစတင်ခဲ့တဲ့ဝါရှင်တန်နဲ့ဒီရှီရန်ဂျာနျူကလ িয়ার ဆွေးနွေးပွဲတွေလည်းပြတ်ပြားသွားခဲ့ရပါတယ်။ အီရန်နဲ့အစ္စရေးကြားအပြစ်ခတ်ရစဲရင်မှာဇွန်လ24ရက်နေ့ကစတင်အသက်ဝင်ခဲ့ပါရခင်ဗျာမြစီမာရေဒီယိုရဲ့ဗုဒ္ဓဦးနေမနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်အခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည့်ပါ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်စုကြည်သမ္မတဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချွင်းချက်မရှိအ мян ဆုံးလွတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံနေရတဲ့ဒေါန်ဆန်စုကြည်ရဲ့အကြမ်းမာရေးအခြေအနေရွရွင်းလာမှုနဲ့တင်းလျော်တဲ့အကြမ်းမာရေးဆောက်ရှောက်မှုခံယူဖို့အခက်အခဲကြုံနေရတာကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက်အလွန်စိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာမရေးသားထားပါတယ်။ ပြင်သစ်သမ္မတကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်စီကိုလိမ့်မူပြီးတော့ရေးထားတဲ့စာကိုပြင်သစ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ် Mr. Christian Lashelvy ကတဆင့်တောင်ဆန်းစုကြည်ရဲ့တာကိုထိန်လင်းခေါ် Cameras စီကိုပေးပို့ခဲ့တာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာ၁ရက်နေ့ရက်စွဲတက်ထားတဲ့အဲဒီစာဟာအခုနှစ်ပိုင်းမှာကမ္ဘာထိပ်တန်ခေါင်းဆောင်တယောက်ကဒုံဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပြန်လည်လွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုခဲ့တဲ့စာဖြစ်ပါတယ်။ ကိုထိန်လင်းကလည်းပြင်သစ်နိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်ပိသားရာတွေအတွက်ကျွန်တော်လှိုင်းလှိုင်းလဲလဲခံစားရပါတယ်။ဒါဟာအမှန်တရားငြင်းချက်ရေးနဲ့လွတ်မြောက်ရေးတွေကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတော့ကဘာတဝန်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်ရင်းဆိုင်ရာခေါင်းဆောင်မှုတရဖြစ်တယ်လို့យေတာထားပါတယ်။ အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုပ်နှောင်ထဲမှာစမ်းမရည်မကောင်းတော့ပါဘူး။မိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်ကြိုးစားဆောင်ရွက်ခဲ့တဲ့သူဖြစ်တဲ့မိမိလွတ်မြောက်တာကလူအခွင့်ရေးနဲ့လူကုန်တိုက်ခါအတွက်သာမကပဲမြမပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့သူကရေးသားထားတာပါ။ပြင်သစ်သမရာရဲ့စာရဲမှာတော့2020နိုဝင်ဘာ10ရက်နေ့ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့တယ်လို့ပြင်သစ်အပါဝင်နိုင်ငံတကာကအသိအမှတ်ပြုကြေဆိုခဲ့ပါတယ် ဒါပေမဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တွေးထွက်တန်ယူဖြစ်စေတဲ့တုံ့ပြန်မှုတွေကြောင့်နိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းဖွယ်ကာလာကြာရှည်အကြက်တဲအတွင်းကိုရောက်ခဲ့ပါတယ်။ဒီအချိန်ကအိန္ဒိယချင်းနိုင်ငံတွေအပေါ်တက်ရောက်သလိုပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်းကမောက်ကမဖြစ်စေခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒုံဆန်းစုကြည်နဲ့ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်းချက်တွေတရားဥပဒေစိုးမိုးမှုမြန်မာပြည်သက်နှစ်နိုင်ငံကြားနိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုအရဆက်ဆံရေးတွေကောင်းမွန်ဖို့အပြည့်အဝထောက်ခံအားပေးတယ်လို့ရှင်းသားထားပါတယ် မြန်မာပြည်သူတွေအသက်အရွယ်နဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေနဲ့ရှင်တွဲရက်တည်ပြီးတော့အကြံဖတ်မှုတွေရောပါဖို့တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေရေးဆွဲထားတဲ့ရင်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးဖို့ဆန္ဒရှိတယ်လို့လည်းစာမှာဖော်ပြထားပါတယ်ဒုံဆန်းစုတီကျမပြီးတော့ပြန်လည်လွတ်မြောက်ပြီးမိသားစုနဲ့ပြန်လည်တွေ့ဆုံနိုင်မယ်လို့မျှော်လင့်တယ်ဆိုပြီးတော့လည်းရှင်းတာထားပါတယ် နောက်ဆုံးမှာတော့မြန်မာပြည်သူတွေအားလုံးချမ်းသာသလိုနိုင်ငံကိုငြိမ်းချမ်းပြီးတော့ပုံမျိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေဖို့အတွက်ပံ့ပိုးပေးဖို့အတွက်အသင့်ပြင်ထားတယ်လို့လည်းမက်ကရွန်ကရေးသားထားပါတယ်ရှင်။တဲ့င်းနေပြီမှာတော့ key to health ကျမ်းမာရေးအစီအစဉ်ကိုဆက်လက်နာဆင်ရမှာဖြစ်ပါတယ်။ င်္ဂလာပါရှင် K2 Health Program ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ခေါင်းယောဂါနဲ့တခြားအဆက်ရောင်ယောဂါတွေအကြောင်းနဲ့ပတ်သက်ပြီးသိထားတဲ့အချက်တွေ၊ဘာကြောင့်ခေါင်းယောဂါဖြစ်ပေါ်လာရတာလဲ၊တခြားအဆက်ရောင်ယောဂါတွေနဲ့ဘယ်လိုတွေကွာခြားမှုရှိသလဲ၊ဘယ်လိုကာကွယ်ရမလဲစတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့အခန်းကဏ္ဍတွေကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါရစေ။ပထမပိုင်းမှာတော့ခေါင်းယောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါရစေ။ခေါင်းယောဂါဆိုတာဘာလဲ။ ကောက်ရောဂါဆိုတာက uric acid များပြပြီးတော့ acid အတွင်းမှာ crystal acid မြင့်တွေစုပုံပြီးတော့ဖြစ်ပွားတတ်တဲ့ acid ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ရုတ်တရက်အလွန်ပဲနာကျင်ကြိုက်ခဲစေတတ်ပြီးတော့မကြာခဏဆိုသလိုပဲချင်းမျက်စစ် big tone မှာစတင်ဖြစ်ပွားလို့ရှိပါတယ်။ကောက်ရောဂါထတာဟာရုတ်တရက်ဖြစ်တတ်ပါတယ်။အထူးသဖြင့်ညက VR တွေအများကြီးတောင်းမိလိုက်တယ်အရက်တွေအများကြီးတောင်းမိလိုက်တယ်မနေ့ကျတော့ခြေမကြီးရှောင်ပြီးတော့နာလာတာမျိုးဖြစ်ပါတယ် ရောင်တဲ့အစ်စ်ဟာပူနေတက်ပြီးတော့ထိလိုက်တာနဲ့မခံမရက်နိုင်အောင်နာတာမျိုးဖြစ်တတ်ပါတယ်ဖြစ်ပေါ်ရတဲ့အကြောင်းရင်အဓိကအကြောင်းရင်းကတော့ uric acid ပမာဏသွေးထဲမှာမြင့်တက်နေတာကြောင့်ဖြစ်ပါတယ် uric acid ထုတ်လုပ်မှုများတာ protein တက်ကျွဲဝါတဲ့အစားအစာတွေအလွန်ကျွံစားသုံးတာ protein တက်ကျွဲဝါသောအစားအစာများအလွန်ကျွံစားသုံးခြင်းအထူးသဖြင့် protein တက်မြင့်မားတဲ့အစားအစာများအနေရောင်အသားများစိတ်သားအမဲသားအသည်ကြောက်ကပ်အုံနှောက်လိုမျိုးကိုရင်းအင်္ဂါတွေ င်လယ်စာတွေဥပမာငါးသက်တာကနန်းဂုံကောင်ပဲစစ်ဆက်ပဲမျိုးမျိုးအလွန်ကျွန်စားသုံးတာတွေကြောင့်ဖြစ်ပါတယ်ယူရက်အက်ဆစ်ကိုကြောက်ကပ်ကနေစွန့်ထုတ်နိုင်မှုနည်းခြင်းကြောက်ကပ်လုပ်ငန်းမှန်မှန်မလုပ်ဆောင်နိုင်ခြင်းအရက်အလွန်ကျွန်တောက်သုံးခြင်းအထူးသဖြင့်ဘီယာတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်တခြားသောအကြောင်းရင်းတွေကတော့အဝလွန်ခြင်း၊မိသားစုရာဇဝင်ရှိခြင်း၊မျိုးရိုးလိုက်ခြင်း၊စေဝါတချို့စီစီတွေ၊ရေဒက်ခန်းချောက်ခြင်းတို့ဖြစ်ပါတယ်။ယောဂလက္ခဏာများ ခေါက်ယောဂရဲ့ယောဂလက္ခဏာတွေဟာရုပ်တရက်အလွန်မင်းပေါ်ပေါက်လာတတ်ပြီးတော့ညဘက်မှာပိုးပြီးဖြစ်တတ်ပါတယ်။ပြင်းထန်စွာနာကျင်ကြိုက်ခဲခြင်းထိယုံနဲ့မခံမရနိုင်အောင်နာကျင်တတ်ပါတယ်။အဆက်တွေရောင်ရင်းနှီးမြန်းခြင်းထိတ်ကျဉ်ဆိုင်ကြည့်မယ်ဆိုရင်သိတာထင်ရှားစွာပဲကြွားချမှုရှိပါတယ်။အပြားတက်ခြင်းချမ်းတုံခြင်းလှုပ်ရှားမှုကန့်သတ်ခံရခြင်းအဆက်ရောင်ရမ်းမှုကြောင့်လှုပ်ရှားရခက်ခဲပါတယ်။ဘယ်သူတွေမှအဖြစ်များတယ်လဲ Uric acid များစေတဲ့အစာအသောက်တွေ အရက်ဘီယာကလီဇာတွေဟာယူရစ်အက်ဆစ်ကိုများစေတာကြောင့်အဲ့ဒီအစားအစာတွေကိုအစားများတဲ့သူတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အဝါလွန်ခြင်းအဝါလွန်တာကယူရစ်အက်ဆစ်ကိုပိုထွက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။တချို့သောဆေးဝါးများ aspirin aspirin သွေးကျဲစေ thiazide အမျိုးအစားစီစေ ACEI အမျိုးအစားသွေးကျစေ beta blockers အမျိုးအစားသွေးကျစေတွေဟာ uric acid ပမာဏကိုမြင့်တက်စေပြီးတော့ခေါင်းရောဂါကိုပိုဆိုးစေပါတယ်။ မိသားစုမျိုးရိုးရှိရင်မိသားစုဝင်ထဲမှာကောက်ရောဂါအခံရှိရင်ဖြစ်နိုင်ခြင်းများပါတယ်။အသက်အရွယ်နဲ့ကြားမှာကောက်ရောဂါဟာအမျိုးသားတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်။အမျိုးသမီးတွေမှာလည်းသွေးဆုံးပြီးတဲ့အချိန်မှာအရင်ကထက်စာရင်ပိုပြီးတော့ဖြစ်နိုင်ခြင်းရှိပါတယ်။အမျိုးသားတွေကတော့အသက်30နဲ့50ကြားမှာပိုဖြစ်တတ်ပြီးတော့အမျိုးသမီးတွေကတော့မီးရသွေးဆုံးပြီးတဲ့အချိန်မှာပိုပြီးဖြစ်တတ်ပါတယ်။နောက်ဆက်တွဲဖြစ်နိုင်တဲ့အကျိုးဆက်များကောက်ရောဂါခဏခဏပြန်ဖြစ်နိုင်ပါတယ်။ တချို့လူတွေမှာခေါက်ယောဂဟာတက်နှစ်တန်းမှာအကျိန်များစွာဖြစ်နိုင်ပါတယ်။ယောဂပြန်မဖြစ်အောင်ဆေးသေးချာတောက်ဖို့လိုအပ်လိုအပ်ပါတယ်။မကုသပဲထားမယ်ဆိုရင်ခေါက်ယောဂဟာအဆက်တွေပြတ်စည်းစေပါတယ်။ထိုဖီများဖြစ်လာခြင်းထိုဖီဆိုရာဟာ urate crystal တွေအများကြီးစုပုံလာပြီးတော့အပူပူတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။လက်ချောင်းတွေ၊လက်တွေ၊ခြေထောက်တွေ၊ဒတောင်ဆက်တွေမှာဖြစ်တတ်ပါတယ်။ကြောက်ကတ်မှာကြောက်တည်ခြင်း urate crystal တွေဟာကြောက်ကတ်မှာပါစုပုံပြီးတော့ကြောက်တွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ဆရာဝန်ညွှန်ကြားထားတဲ့ဆေးတွေကိုယောဂသက်သာပေးမယ်လဲတောက်လျှောက်တောင်းနေဖို့လိုအပ်ပါတယ်။ကုသမှုနဲ့ကာကွယ်မှုဆေးဝါးနဲ့ကုသခြင်းနာကျင်ကြိုက်ခဲမှုသက်သာစေဖို့အတွက် NSAIDs, Ibuprofen, Naproxen, Cochizin, Steroids, Uric acid ပမာဏကိုလျှော့ချပေးတဲ့ဆေးများ Allopurinol, Febuxostat တောက်သုံးခြင်းသတိပြုရမယ့်အချက်ကတော့ဆေးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးသင့်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းရေမြမြတောက်ပါ ယူရက်အက်ဆစ်ကိုစီးအဖြစ်စိုးထုတ်ဖို့အတွက်အထောက်အကူပြုပါရယ်။အရက်ရှောင်မှာအထူးသဖြင့်ဘီယာဟာယူရက်အက်ဆစ်ကိုတိတိတသားမြင့်တက်စေပါရယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိမ့်သိမ်းပါ။ကိုယ်အလေးချိန်များလို့ရှိရင်ခေါက်ရောဂါဖြစ်နိုင်ခြေပိုများပါရယ်။ပရိုတင်းဓာတ်ကျွဲဝတဲ့အစားအစာတွေကိုချင့်ချိန်စားသုံးပါ။အထူးသဖြင့်ပိုရင်းဓာတ်မြင့်မားတဲ့အစားအစာတွေကိုလျှော့စားပါ။တိထားတဲ့အရေးကြီးတဲ့အချက်ကတော့အစစ်ရောင်တိုင်းဟာခေါက်ရောဂါမဟုတ်ပါဘူး။တခြားသောအစစ်ရောင်ရောဂါတွေလည်းဖြစ်တတ်ပါရယ်။ ဒါကြောင့်ဆက်လက်ပြီးတော့ခေါက်ယောဂာနဲ့ဆင်တူပြီးတော့ခေါက်ယောဂာလို့အထင်မှားနိုင်ကြတဲ့တခြားသောအဆက်ရောင်ယောဂာတွေအကြောင်းကိုဆက်ပြီးဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အဆက်ရောင်နာကိုဖြစ်စေတဲ့ယောဂာပေါင်းများစွာရှိပါတယ်။ကောက်ယောဂနဲ့အများဆုံးမှားတတ်တဲ့ယောဂတစ်ခုကတော့ rheumatoid arthritis RA ဖြစ်ပါတယ်။အဲ့ဒီယောဂနှစ်ခုကိုခွဲခြားသိရှိဖို့အတွက်အရေးကြီးပါတယ်။ rheumatoid arthritis RA rheumatoid arthritis RA ဟာကိုယ်ခံအားကမကမဖြစ်ပြီးတော့အစစ်ရောင်ခြင်း ကောက်ရောဂါကဇီဝကမဖြစ်စဉ် uric acid ညာခြင်းကြောင့်ဆိုရင်အားတွေကတော့ autoimmune disease တမျိုးဖြစ်ပါတယ်ခနာကိုရဲ့ကိုခေါင်းစနစ်ကမိမိရဲ့အစ်စ်တွေကိုမှားပြီးတိုက်ခိုက်တဲ့အတွက်နာတာရှည်အစ်စ်ရောင်ရမ်းခြင်းကိုဖြစ်စေတာပါ။ကောက်ရောဂါနဲ့ rheumatoid arthritis RA ရဲ့အဓိကကွာခြားချက်တွေကတော့ကောက်ရောဂါကရုတ်တရက်အလွန်မဲနာကျင်တာကစတင်တက်ပြီးတော့ RA ကတော့တဖြည်းဖြည်းစတင်ပြီးတော့နာတာရှည်ဖြစ်တတ်ပါတယ်။ ။တရားမှုအနေနဲ့ကောက်ယောဂါကတစ်ဖက်တည်းဥပမာညာဘက်ခြေမလိုမျိုးနေရာမှာစဖြစ်တက်ပြီးတော့အာရီကတော့နှစ်ဖက်စလုံး symmetrical ဥပမာလက်ကဝတ်နှစ်ဖက်စလုံးစသဖြင့်ဖြစ်ပေါ်တတ်ပါတယ်။ရောင်ရမ်းမှုအနေနဲ့ခေါယောဂါကနီမြန်ပူပြီးတော့ရောင်ကိုင်းနေတာအရေပြားကတင်းပြီးတော့တောက်ပြောင်နေပြီးတော့အာရီကတော့ရောင်ရမ်းနေပေမဲ့ခေါယောဂါလောက်မတောက်ပြောင်ပါဘူးတခြားလက္ခဏာတွေနဲ့ရေရှည်ဆိုးကျိုးတွေကတော့ခေါယောဂါဟာအပြားတက်နိုင်ပြီးတော့အစစ်ထဲမှာထိုဖီလို့ခေါ်တဲ့ uric acid ခရစ်စတယ်အလုံးတွေဖြစ်နိုင်ပါတယ်။အာရီကတော့မောဘန်နန်းနေတာဖျားတာကိုအလေးချိန်ကြတာနဲ့ရေရှည်မှာတော့အစစ်ပြက်စီးပြီးတော့ပုံပြက်သွားနိုင်ပါတယ်။ကောက်ရောကနေမှားတက်တဲ့တခြားသောအစစ်ရောင်ရောဂါတွေကတော့အယုံနုပြုံတီးခြင်းအသက်ကြီးလာခြင်းအစစ်ကိုထိခိုက်ဒဏ်ရာရခြင်းအလေးချိန်များခြင်းကြောင့်အယုံနုတွေပြုံတီးသွားတာတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။လက္ခဏာတွေကတော့လှုပ်ရှားမှုနဲ့အတူနှာလာပြီးတော့အနားယူလိုက်ရင်တော့တက်တာသွားပါတယ်။မနက်စောစောမှာတော့ထုံကျဲမှုအနည်းငယ်ရှိနိုင်ပါတယ်။ ခေါင်းနဲ့ကွာခြားချက်ကတော့ OA ကရောင်ရမ်းမှုတိတ်မပြင်းထန်ပဲ uric acid နဲ့မဆိုင်တာပါ bacteria ကြောင့် acid ပြေတဲခြင်း bacteria ပိုးဝင်ပြီးတော့ acid ထဲမှာပြေတဲခြင်းကြောင့်ဖြစ်ပေါ်တတ်တဲ့ရောဂါပါလက္ခဏာတွေကတော့ခေါင်းလိုပဲရုတ်တရက်ပြင်းပြင်းထန်ထန်နှာတက်ပြီးအပြားကြီးနိုင်ပါတယ်ကောင်းတဲ့ကွာခြားချက်ကတော့ stiffic arthritis ဟာအရေးပေါ်ယောဂဖြစ်ပြီးတော့ဆေးရုံတက်ရောက်ကုသဖို့လိုအပ်ပါတယ်။အစစ်ထက်ကအရေးကိုစုပ်ယူကြည့်ဖို့လိုအပ်ပါတယ်။အတုကောင် ယူရစ်အက်ဆစ်မဟုတ်ပဲကယ်လ်ဆီယမ်ဖီရိုဖော့စဖိတ်ခရစ်စတယ်ရီစုပုံခြင်းကြောင့်ဖြစ်ပေါ်တတ်တာပါ။ခေါင်းရောဂါနဲ့လက္ခဏာဆင်တူပါတယ်။ခေါင်းနဲ့ကွာခြားချက်ကတော့သက်ရောက်မှုကဒူးကအဓိကဖြစ်ပြီးတော့ချိန်မထက်ဒူးမှပိုဖြစ်တတ်တာပါ။ယောဂအမျိုးအစားတွေကိုဘယ်လိုခွဲခြားသိနိုင်မလဲ။ဆရာဝန်တွေကအောက်ပါနီလန်းတွေနဲ့ယောဂအမြင်တက်လိရှိပါတယ်။ယောဂရာဇဝင်မင်းမြန်းခြင်းဘယ်အစ်စ်နာတယ်လဲဘလို့နာတယ်လဲမိသားမိသားစုထဲမှာရှိသလားသွေးစစ်တာ ခေါင်းအတွက် uric acid ပမာဏကိုကြည့်ပြီးတော့ RA အတွက် rheumatoid factor RF နဲ့ anti-CCP ဆိုတဲ့ antibody တွေကိုရှိမရှိစစ်ဆေးပါတယ်။အစစ်ရေဆုပ်ယူစစ်ဆေးခြင်းအစစ်ထက်ကအရေကိုချောင်းတွယ်တန်းနဲ့ဆုပ်ယူပြီးတော့မှန်ဘလူးအောက်ကြည့်က crystal အမျိုးအစား uric acid လား calcium လားခွဲခြားပါတယ်။ဓာတ်မှန်ရိုက်ခြင်းဖြင့်အစစ်ပျက်စီးမှုပုံစံကိုသိနိုင်ပါတယ်။ အစစ်နာပါကမိမိသဘောနဲ့မိမိမှန်းဆကုသတာကရှောင်ကျင်ပြီးတော့ဆရာဝန်နဲ့ပြတာကမှန်ကန်တဲ့ယောဂနာမည်တက်ပြီးမှကုသမှုခံယူသင့်ကြောင်းအကြံပြုလိုပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF ဆောင်းပါးတွေကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွင်မှာလေကျမတို့ရဲ့ Key to Health Season ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရည်နဲ့ဗဟုသုတရရစေမယ့်အကြောင်းအရာတွေအလှပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တွေမှာနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင် ကျွန်တော်တို့မြစည်းမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်းဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ oneway fn facebook page က messenger နဲ့မြစည်းမရေဒီယိုဆောင်ပါရှင်ဆိုတဲ့ telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။ ်ဒေါသရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရခင်ဗျာမြန်မာရေဒီယိုရဲ့ဒီနေ့မနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်မင်းအနေနဲ့ပြုပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြန်မာရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တီနေမဲ့မြန်မာရေဒီယိုပဲဖြစ်ပါတယ် နားဆင်ခဲ့ကြသူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ။